အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တောင်ကလာပါမြို့နယ်မှာရှိတဲ့ဆနေရက်ကဒုတိယတဲ့စစ်စစ်တိုက်ခိုက်တခန်းနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မဲဝင်ပေါင်းတကားမှာဆိုရင်တက်သားတကားကိုတက်စင်ပေးထားပြီးတော့ကြွေးပြားခင်းပေးထားမယ်လူကြီးမင်းတို့စိတ်တိုင်းကြပြင်ဆင်ခွင့်ရအောင်လို့တက်သားတကားကိုတက်စင်ပေးထားပြီးဟောတိုင်းမဲ့ထားရှိပေးထားပါတယ်ရှင်ဘေးပရိပောက်တွေမှာဆိုရင် PVC တကားတွေကိုတက်စင်ပေးထားပြီးတော့ဖျားကန်တိတန်ပါရှိပါသေးရှင်ဖျားကန်ထဲမှာဆိုရင် ပရင်ပေါအကြီးကိုတက်ဆင်ပေးထားမယ်လေးဝင်လေးထက်နဲ့အလင်းအောင်ကောင်းစားရရှိမှာပဲဖြစ်ပါတယ်ရှင်ဒီတိုင်ခန်းရဲ့အခြေကတော့18ပင်54ပီကျဲဝန်းပြီးရောတိုင်းသိဆက်ဆန်လူမနီယာတဲ့အခန်းတစ်ခန်းနဲ့မိတ်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင် ဒီခဲအမြင်ကကိုးပေအမြင်ဖြစ်ပြီးတော့တိုက်ခိုင်းရဲ့အလှဲ့ကဆိုရင်အနောက်တောင်ဖြစ်ပြီးတိုင်းမက်ပေါင်းကြတော့နှစ်ပဲဖြစ်ပါတယ်ရှင်။ကိုးပိုင်မီတာကိုးပိုင်မော်တာများတက်ဆင်ပေးထားပြီးတော့လူကြီးမင်းတို့အနေဖြင့်ရေလုံလောက်အသုံးပြုဖို့အတွက်အဝီစီတွင်းလည်းပါရှိပါသေးတယ်ရှင်။မီးပုံကမ်းမှာဆိုရင်ကျွင်ပြားတွေခင်ပေးထားပြီးတော့ရေချိုးကန်းအင်တာတီးတန့်ပါရှိတယ်။ရေချိုးကန်းအင်တာထဲမှာလည်းကျွင်ပြားတွေခင်ကျွင်ပြားတွေကပ်ပေးထားပြီးတော့ဘူရိုင်းအင်တာအစ်တစ်လုံးပါရှိမယ်။ရေတိုင်းကြီးတစ်လုံးပါဝင်ပါပဲဖြစ်ပါတယ်ရှင်။ရေချိုးကန်းအင်တာထဲမှာဆိုရင် ်သားတကားတွေကိုအသုံးပြုပေးထားပဲဖြစ်ပါတယ်။မိဥက္ကမဆိုရင်နှစ်ပေပတ်လည်ကျွေးပြားခင်းပေးထားပြီးတော့နိုင်ရံမှာကျွေးပြားတဝက်ကပ်ပေးထားပဲဖြစ်ပါတယ်။အရေးပေါ်နေကားပေါက်မှာဆိုရင်တစ်သားတကားအသုံးပြုပေးထားမယ်။တိုက်ရဲ့အနောက်ဘက်မှာဆိုရင်တိုက်မြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လေဝင်တွေထောက်ကောင်းကရရှိမှာပဲဖြစ်ပါတယ်ရှင်50 60ကျရဲ့မြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားတဲ့ဒုတိယတဲ့အခန်းလေးဖြစ်ပြီးတော့ပေကျဲ18ပေ54ပေကျဲဝန်းနဲ့ BC စီကြပြီးသားကိုပိုင်မီတာကိုပိုင်မော်တာတွေအသုံးပြုပေးထားပြီးတော့ရောင်စင်းနှုန်းကတော့3500ကိုအထူးညင်နိုင်အောင်ချပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကြိုင်နေတဲ့လူကြည့်ရှုနေတဲ့ဝေရှင်နေဆိုရင်လူကြီးမင်းတို့အနေဖြင့်ရှင်စင်းကိုဆက်သွယ်ပေးပါရှင်။ရှင်စင်းကလူကြီးမင်းတို့စိတ်ထဲညလိုက်လံပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီလိုအခမ်းအပေါင်းများစွာကိုနောက်ရက်များမှာကြော်ညာပေးသွားမှာမလို့ follow နှိပ်ပေးခဲ့ပါဦးရှင်။ကျေးဇူးပါ။